ော်တော်ဆိုးတဲ့မိန်းမတယောက်ပေါ့နော်အာဒါပဲလေတော်တော်ဆိုးတာကိုပဲသူတို့တွေကသဘောကျနေတဲ့ပုံမှန်ရှိတယ်ကောင်းတယ်ပေါ့နော်အမတယုတ်ဆန္ဒတွေကနေတိတ်လောဘကြီးမနေနဲ့ဒီပတ်ဆန္ဒမှာငါမြင်းမျက်နှာကြောင့်နေရတယ်မှတ်လားကွာဒီကြီးတော့မှဒီလိုဇာတ်တွေကိုစီရောက်လာတာပေါ့နော်ငယ်ငယ်တုန်းကဆိုရင်အရန်အေးတဲ့ကာရက်တာမျိုးတွေတယုံဆောင်ရတယ်အဟိုဖြားနေတာတို့စကားမပြောနိုင်တာတို့ နေမကောင်းဖြစ်နေတာတို့သွေးကင်ဆာတို့အဲ့လိုမျိုးတော့အဲ့လိုကလည်းစဉ်းစားခဲ့မှုတွေငါအပြင်မှာအရန်တော့တယ်ပေါ့နော်တက်တက်မြက်မြက်အမအဲ့လိုမျိုးစကားပြောတတ်တော့ငါ့ကိုဘာလို့ကြည့်ပြီးတော့သူတို့လူမမာပဲလောက်ခိုင်းနေတာလည်းမသိဘူးတက်ပလားဟဲ့ညီမနှစ်ယောက်ဆိုလဲအမကလေးမြေရင်ဖြားနေရယ်နေမကောင်းဘူးအဲ့လိုမျိုးနေစတော့လေအခုကြာတော့ဒီအသက်ပဲကြာတာလေဟာတက်ပလား ဟိုအဲ့လို non stop တွေပေါ့နော်အဲ့လိုပြောရတဲ့ dialogue တွေအရမ်းများတယ်ဒလဆက်ပြောတာငငယ်တော့ကပြောချင်တာသိလားအခုအသက်ရွယ်မှာပြောခိုင်းတော့တခါတည်းကြလေပြောပြီးဖလာဖလာတမောနေနောက်တစ်စင်းရိုက်ဖို့တော်တော်အားယူရတယ်ပေါ့နော်ရွယ်တဲ့လေ character တွေနဲ့လွဲနေသလိုခက်စားတယ် AIPA Creation မှာလူပညာရှင်များရဲ့စိတ်ဝင်စားဖွယ်ရာသတင်းအကြောင်းအရာများနှင့်အခြားသောစီစဉ်ကောင်းများစွာကိုတင်ဆက်ပေးနေတာဖြစ်လို့ AIPA Creation မှာတောညာများထည့်သွင်းလိုပါကဖုန်းနံပါတ်39996569ကိုဆက်သွယ်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။အဲဆိုးရရောက်ခမ။အမှန်တော့တယောက်နဲ့တယောက်နားလည်းမူလွဲတာပေါ့နော်။အဲဟိုရောက်ခမကိုလည်းကို့အမေလို့သဘောထားမယ်။ရောက်ခမကလည်း ်ချွေးမလေးကိုကိုသမီးလေးလို့သဘောထားမယ်ကိုသားကိုချစ်တယ်လို့ပဲကိုသမီးလေးကိုလည်းတန်းတူချစ်ပေးမယ်ဆိုရင်ရောက်ကမနဲ့ချွေးမနဲ့မတည့်ဘူးဆိုတဲ့ပြဿနာပေါ်လာနိုင်ကြအောင်မရှိဘူးလေအခုကအဲရောက်ကမကလည်းတားမတားအဲအဘလည်းဘူးမချစ်နိုင်ဘူးဆိုတဲ့ဟာမျိုးပေါ့နော်အချွေးမလောက်တဲ့သူကလည်းသူ့သားကိုချစ်တယ်ငါ့ကိုမချစ်ဘူး အဲ့တော့ငါလည်းသူ့ကိုမချစ်နိုင်ဘူးသူ့သားကိုပဲငါရွေးပြမယ်ဆိုတဲ့ဟာမျိုးတယောက်နဲ့တယောက်အရွယ်လွန်သွားကြတာပေါ့အဲအဲ့ဒါကြောင့်ယောက်ကမနဲ့ချွေးမတော်တော်များများမတင်ချာတော့ချွေးမဘက်ကကြည့်မယ်ဆိုရင်တော့အရန်ဆိုးတဲ့ယောက်ကမပေါ့နော်ဒါပေမဲ့အဲသားဒီဘက်ကကြည့်မယ်ဆိုရင်တော့ပိတ်ချစ်တဲ့အမေပေါ့အဲ့လိုတမင်တကာကြီးတော့မဖန်တီးပါဘူးဘာဖြစ်လို့ဆိုတော့အာဇာဝင်မှာမူတူပြီးတော့ပဲအမတို့ကအာမုတ်ထဲတာဟုတ်တယ် အမအဓိကမှာအရန်မုံအောင်လုပ်လိုက်မယ်ဆိုတဲ့ဟာမျိုးလည်းမရှိဘူးသူအခန်းတိုင်းမှာသူကသူချစ်စရာကောင်းတဲ့အခန်းလေးတွေရှိတယ်မုန်းစရာကောင်းတဲ့အခန်းလေးတွေရှိတယ်အဲစိတ်ဆိုးစရာကောင်းတဲ့အခန်းလေးတွေရှိတယ်ပေါ့နော်အဲအဲ့လိုမျိုးလေးတွေနဲ့ပဲသွားတာပါဟွန်းမမြင်ဘူးခုမိမရှိတဲ့အတော်တွေဆိုလဲသူတို့မှာတမက်တွေရှိကြရဲ့နော်ဒါပေမဲ့သူတို့ကသူတို့တမက်တွေအရန်ချစ်ကြတယ်ချွေးမရှိတဲ့သူကလည်းချွေးမကိုချစ်ကြတာပဲလေ အမတို့ဆိုလဲအမအပင်မေးလေးပါချွေးပါတယောက်ရှိအောင်အမောင်လေးရှိတယ်သူ့ကိုလေ့ချပါလေအမတို့ရဲ့သူ့ကိုချက်တယ်အဲရောင်းမအောင်ပေါ့နော်အဲ့လိုပဲမကလေးတယောက်ရှိရဲ့ညီမလေးရဲ့ယောက်ျားနော်အဲတအိမ်လုံးကလေ့ချတယ်အမတို့လေ့ချတယ်ဆိုတော့အတိအကျတော့အမကူနာလို့ပြောတာပေါ့နားလည်မှုလို့ထင်ပါတယ်အဲတယောက်နဲ့တယောက်အပြစ်မမြင်မဲနဲ့ကိုကျင်းစာစိတ်ကလေးနဲ့ပေါ့နော် ဖြည့်ဆွက်ပြီးနားလည်ပြီးမယ်ဆိုရင်တရားမဲ့တရားမချစ်နိုင်စရာအကြောင်းမရှိဘူး။အမားကိုကော့ဘက်နေသိကြည့်လေကြည့်ထားမှရှိဘူးနော်။အမားကအပြင်းသွားတဲ့ဟာများတော့ဈေးတွေပိုင်းသွားတယ်အဲ့လို shopping ထွက်တဲ့အခါမျိုးလို့ဆိုရောပြိဿနဲ့ဒါလိုက်ထိတွေ့မှုရှိတယ်လေအဲ့ချိန်ကျရင်အဲ့ဒီလူတွေပြောတဲ့စကားကမတွေ့အားဖြစ်စေတယ်ပေါ့နော်သူလောလောဆယ်အတ္တဆူလွှဲနေတာပေါ့နော်အတ္တဆူလွှဲနေမှာအတ္တဆူနေမှာလေ တော်တော်ဆိုးတဲ့မိန်းမတစ်ယောက်ပေါ့နော်။အာဒါပေမဲ့တော်တော်ဆိုးတာကိုပဲသူတို့တွေကသဘောကျနေတဲ့ပုံမှန်ရှိတယ်။ကောင်းတယ်ပေါ့နော်။အမသရုပ်ဆန္ဒတွေကသူတို့ဆိုးတယ်မမြင်ပါဘူးတဲ့။အဲဒါဆက်သဘောအတိုင်းပဲပေါ့နော်။ဒါပေမဲ့ဆိုးတဲ့နေရာမှာဆိုးအောင်လုပ်နေနိုင်တာကတော်တယ်တဲ့သူတို့ကဆိုအဲအဲ့ဒါလေးနဲ့ပဲအမလည်းအမောပြေရတာအခုကဒီကြီးတော့မှဒီလိုဇက်တွေကိုစီရောက်လာတာပေါ့နော်ငယ်ငယ်တုန်းကဆိုရင် အရန်အေးတဲ့ character မျိုးတွေတယုံဆောင်ရတယ်အဲဟိုဖြားနေတာလို့စကားမပြောနိုင်တာလို့နေမကောင်းဖြစ်နေတာလို့သွေးကင်ဆာလို့အဲအဲ့လိုမျိုးတော့အဲ့လိုကလည်းစဉ်းစားခဲ့မှုတွေမအပြင်းမအရန်တော့တယ်ပေါ့နော်တက်တက်မြက်မြက်အမအဲ့လိုမျိုးစကားပြောတဲ့တော့မအောင်ဘာလို့ကြည့်ပြီးတော့သူတို့လူမမာပဲလောက်ခိုင်းနေတာလည်းမသိဘူးတက်ပလားအဲ့ညီမနှစ်ယောက်ဆိုလဲအမကလေမြင်းနဲ့ဖြားနေရေညီမကောင်းဘူးအဲ့လိုမျိုးနေစလို့လေး ငယ်ငယ်တုန်းကတော့အဲ့လိုစက်တွေပုံများခဲ့တယ်ဘလို့ကြည့်ပြီးတော့ကို့အဲ့တုန်းကလာခားခဲ့လေတော့မသိဘူးပေါ့နော်တက္ကတလီရန်ရင်းနေတဲ့ try တိုင်းပိုင်းဆိုပြောမင်းသမီးရဲ့ကိုဘာလို့အဲ့ဒီနေရာကိုကြည့်ခါတာလဲသမီးကအပြစ်မှာအဲ့လိုမဟုတ်ဘူးဆိုတော့အဲ့လိုမျိုးရိုးငယ်တုန်းကအဲ့လိုဇက်ရုပ်တွေကြတော့အမပို့ပြီးတော့အာယုံဆိုက်ရတယ်ဘာလို့ဆိုတော့ကိုကအပြစ်မှာအရန်အကက်ဖြစ်တဲ့သူဆိုတော့လေကိုရမ်းမှာအာညူး ်ချင်းဖြစ်အနွေးတယ်ဝေးပြီးတော့မျက်နှာလည်းဘာမှမလေးအဲ့လိုပြောရဆိုလေလူကလေအရန်ကိုးတော့လောက်ရတယ်ကိုကိုကိုလေးတလားအခုကြာတော့ဒီအသက်ပဲကြာရတယ်ဟာတက်မလားဟိုအဲ့လိုနန်းစတော်ရီပေါ့နော်အဲ့လိုပြောရတဲ့ dialogue တွေကအရန်များတယ်အဲ့တော့ဟိုခုတိုက်ရရဆိုရင်တော့လေဟိုအမှန်ဆိုဒီလို ဒန်လက်ဆက်ပြောတာငယ်ငယ်တုန်းကပြောချင်တာဒီလားအခုအသက်ရွယ်မှာပြောခိုင်းတော့ဒါလေးကြလေပြောပြီးဖလာဖလာတယ်မောနေနောက်တစ်စင်းရိုက်ဖို့တော်တော်အားယူရတယ်ပေါ့နော်ပြောတယ်နဲ့လွဲနေကြတာအေးဟုတ်တယ်အရွယ်နဲ့လေကာရက်တာလေးနဲ့လွဲနေသလိုခက်စားအဲကျင်းနေပါတယ်ဘာဖြစ်လို့လဲဆိုတော့ငယ်ငယ်တုန်းကလေ तू ကလေ तू လိုက်လို့လာပြီးတော့ငားကြတာပေါ့နော်အဲ့ဒီမှာလေအမကအကောင်းဆုံးတရုတ်ဆောင်ခဲ့ပြီးတယ်အဲဒီအသက်ရွယ်မှာလေသူတို့တွေဒီအမနဲ့ဒါလိုက်ပတ်မယ်လို့တွေးပြီးတော့အမကိုလာငားတဲ့အတွက်အမအကောင်းဆုံးတရုတ်ဆောင်နိုင်တယ်ပေါ့နော်အဲ့တော့ငငယ်တော့ဟောအခုရောကိုလာပြီးတဲ့အဲတာဝန်တွေကိုကိုကြည့်အောင်ထမ်းဆောင်နိုင်တယ်လို့ပဲယူဆပါတယ်ဒီထဲမှာလေအဲ့လိုမျိုးပေါ့နော်ရမုံတို့ခြာလီတို့ဆိုလဲအဲသူတို့လိုအပ်နေတဲ့အရာမျိုးလေးတွေဆိုအမအများပြောပေးတယ် ဘယ်နေရာလေးတော့ပူတင်တော့ဘယ်နေရာလေးတော့ပူလျှော့နှလုံးလေးကဘယ်လိုပူကြည့်တော့အဲအဲ့လိုမျိုးလေးတွေပေါ့နော်ကိုတဲ့ငယ်တဲ့သူတွေအကုန်လုံးအမားနဲ့ရိုက်တဲ့အချိန်မှာအမအားလုံးသင်ပေးပါတယ်အမတို့ငယ်ငယ်တော့ကတော့အမတို့ရွယ်တူတွေတက်တာများတယ်လေအများကြီးအကြီးပိုင်းနေတယ်လေတိတ်မရိုက်ဖြစ်ဘူးပေါ့နော်မရိုက်ဖြစ်တော့အမတို့အဲ့လိုတတ်တယ်ဘာညာဆိုရယ်လေအမတို့ကမကြုံခဲ့ဘူးအဲကို့အလှဲကြရင်လေ အဲ့လိုမဖြစ်အောင်အများအားစူးစမ်းတယ်တခါတလေကွယ်နေတော့မှအာသားကြီးညီမကြီးမောင်လေးကြီးကွယ်နေတယ်เนาะအဲ့တည်းကိုကိုယ့်ကိုလှုပ်ရှူတော့ပါညာဆိုတဲ့ဟာမျိုးပေါ့เนาะအမတို့ကအသေးချာလေးဟိုပြောပြပေးပါတယ်ပြမလားအအကြီးနဲ့ငယ်နဲ့ဆိုရင်တော့မှဘာပဲပြောပြောသူတို့မှလည်းလိုအပ်ချက်ရှိသလိုကိုယ်အသက်ရွယ်မှာလည်းကိုယ်လည်းလိုအပ်ချက်တွေရှိနေပါတယ်အဲတခါတလေဆိုရင်သူတို့ရှိရတော့မှပဲကိုကပြန်ပြီးတော့သူတို့ item လေးတွေပါတယ်ကိုကပြန်မှတ်ထားရတာပေါ့ ဒီတိုင်းမှာပဲတိတ်တော့ဘာမှရင်ထဲမှာမရှိပါဘူး။အော်အေးသူတို့ပြောစရာကောင်းအောင်လုပ်တယ်ပေါ့။အော်သူတို့လုတ်တက်လိုက်တာပေါ့အဲဒီလောက်ပါပဲ။တချို့အရာတွေကစကားပြောဆိုလည်းတိတ်မတူဘောနော်။အဲအဲဆိုးဆိုးတော့အဲ့လိုချက်ခန်းနေပေါ့။ကိုပြန်ကြည့်ရရင်ဘာကြီးလုံနေမှလည်းမသိဘူးလို့။အဲ့လိုကစားတယ်။အမကိုအားပေးတဲ့သူတွေကလည်းတူတူအမနဲ့ကြီးလာတဲ့အတွက်အဲ မပရိသတ်ကအခုချိန်ဒီမလျော်သေးဘူးလို့တော့ထင်တာပါပဲအဲစကားလေးကိုကြည့်ကြည့်ပါအာအလကားမဖြစ်စေရပါဘူးပညာတစ်ခုခုရလိမ့်မယ်လို့တော့ပြောလိုက်ပါတယ် PX Vision မှာအမှုပညာရှင်များရဲ့စိတ်ဝင်စားဖွယ်ရာသတင်းအကြောင်းအရာများနဲ့အခြားသောအစီအစဉ်ကောင်းများစွာကိုတင်ဆက်ပေးနေတာဖြစ်လို့ Follow လုပ်တာပြီးစိတ်ပတ်သေးထားပြပါဦးနော်